ChatGPT မှာကိုယ့်ရဲ့ပုံနဲ့ sticker လုပ်နည်းလေးကိုဒီနေ့မှ sharing လုပ်ပေးသွားပါမယ်။အဲ့တော့အရင်ဆုံး ChatGPT ကိုဖွင့်မယ်ပေါ့နော်။ဒါတော့ကျွန်မ၃လဆရှိနေတဲ့အခါကျတော့တက်ပြီးတော့ပွင့်သွားတာ။တကယ်လို့ကိုကအခုမှစပြီးဖွင့်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail account နဲ့ sign up လုပ်ပေးရမယ်ပေါ့နော်။ဆိုတော့ Gmail နဲ့ sign up လုပ်ပြီးရင်တော့ account ပွင့်လာလိမ့်မယ်။ဒါပေမဲ့ ChatGPT က free ရတယ်ဆိုပေမဲ့လည်းအဲတက်မှတ်ချက်သူ့ရဲ့ limit တော့ရှိရပေါ့နော်။ဥပမာဒီနေ့ကို၃ပုံ၊ဒီနေ့ကို၅ပုံစသဖြင့် limit ရှိတယ်ပေါ့နော်။အဲဒါကြော ောင့်မလို့ဟိုအများကြီးတော့မလုံနေပေါ့နော်၃ပုံ၄ပုံလောက်ပဲလုံလို့ရပါမယ်အရင်ဆုံးကျမတို့အာဒီမှာ x anything မှာ prompt ရေးထည့်ရမယ်ပေါ့နော်အဲ့ဒါကကျမအာပြီးလို့ရှိရင်ပုံလေးနဲ့ထပ်ပြီးတော့ပြပေးပါမယ်ဆိုတော့ဒီစာလေးကိုရေးရမှာပါအဲ့စာလေးကိုတပုံရိုက်ထားပြီးတော့ပေါ့နော်ကျမတို့ အဲ text message ပြန်ပြီးတော့ပြောင်းလိုက်ပေါ့နော်ဆိုတော့ဒီစာလေးကိုရိုက်ထည့်မယ်ပြီးတော့ညီမတို့ပုံကို attach လုပ်မယ်ပေါ့နော်ဆိုတော့ပုံကို attach လုပ်မယ်ဆိုတော့ပြထားတဲ့နေရာလေးကိုနှိပ်မယ် photo ကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးရင်ကိုယ်ထည့်ခြင်းနဲ့ကိုယ့်ရဲ့ပုံတပုံပုံကိုရွှေ့လိုက်ပါမယ်ဥပမာဒီပုံကိုရွှေ့တယ်ပဲဆိုပါဆိုပေါ့နော်ညီမပုံတပုံရွှေ့လိုက်တယ်ရွှေ့ပြီးတော့ဒန်းကိုနှိပ်လိုက်တယ်နော်ဒန်းကိုနှိပ်ပြီးတော့လို့ရှိရင်အဲညီမတို့မလုပ်လို့ရပြီလဲဆိုတော့အဲသူရဲ့ လုံတင်ပြတာကိုတစ်ချက်ဆောင်ပြီးတော့ကျမတို့အပေါ်ကအပေါ်ကိုထောင်တက်နေတဲ့မြားကလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျမတို့2မိနစ်လောက်တော့ဆောင်ရတယ် VPN နဲ့လည်းရတယ် VPN မပါပဲလည်းရတယ်ပေါ့နော်ကျမတတိထားမိသလောက်တော့ VPN မပါရင်ပို့ပြီးတော့မြန်တယ် VPN နဲ့ဆိုရင်တော့2မိနစ်လောက်ကြာတယ် VPN မပါရင်တော့ခဏလေးပဲအဲတော်တော်မြန်နေပေါ့နော်ခဏလေးပဲစောင့်ရတယ်ဆိုဒီမှာဆိုရင် processing image ဆိုပြီးတော့ပေါ်နေတယ်ခဏစောင့်ပေးလိုက်ပါအာโอเคရလာပြီပေါ့နော် ဆိုတော့ဟိုအရင်ကြီးတော့ကိုမျက်နှာနဲ့တူနေမှာမဟုတ်ဘူးလေနော်သူကဟိုချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင်လုပ်ထားတယ်ဆိုတော့ဒါပေမဲ့အဲ့လိုသဘင်လေးတွေအဝတ်စားလေးတွေတော့အနည်းဆက်ဆုံးတူမယ်ပေါ့နော်โอเคပါဒါဆိုလို့ရှင်ရေကျမတို့ကိုရဲ့ဒီကိုပိုင်စတစ်ကာလေးတွေရပြီပေါ့နော်ဒီထဲမှာရှိတဲ့စာလေးတွေလေဒီ thank you well done တို့ so cool တို့ပေါ့နော်အဲ့ဒါတွေကအဲ့စာသားတွေကပြောင်းလို့ရတယ်ကို ကြိုက်တဲ့ကိုထည့်ခြင်းနဲ့စကလုံးလေးတွေထည့်လို့ရပါတယ်ပေါ့နော်အဲပုံလေးကို save လုပ်ခြင်းနဲ့ဆိုရင်တော့အောက်မှာ save ဆိုတဲ့ခလုတ်ကလေးပေါ့နော်အာဒီဒီ button လေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါတို့ပေမဲ့တခါတလေမှာအဲ့ဒီ save ကိုနှိပ်လိုက်တော့ညာလဲပဲခုဖုန်းလေးကိုမဝင်တာမျိုးရှိတယ်တကယ်လို့ကိုယ့်ဖုန်းထဲကိုမဝင်ဘူးဝင်လားမဝင်လားသိချင်နေဆိုရင်ကျွန်တော်တို့က save ကိုနှိပ်ပြီးရင်ဒီအပေါ်ဘက်မှာလေ အပေါ်ဘက်မှာ image downloaded ဆိုတာလေးပေါ်တယ်အဲ့ဒါပေါ်မှာကိုဖုန်းထဲကိုပုံကဝင်တာအဲ့ဒါမပေါ်ရင်မဝင်ဘူးတကယ်လို့ line မကောင်းလို့စိတ်လို့မရလို့ရှိရင် screen shot ရလိုက်ပေါ့နော် access လေးရိုက်ပြီးတော့တိတ်ထားလိုက်ပါအဲဒါဒီနီလန်းလေးကိုလည်းဒါပြပြချင်းလို့ပေါ့နော်အဲ့ဒါဆိုရင်တော့ရပြီအားလုံးပြီးသွားပြီပေါ့နော်အဲ့လိုမျိုးလေးနောက်ထပ်နှစ်ပုံသုံးပုံနောက်ထပ်လုပ်လို့တော့ရအောင်မယ်လို့ထင်နေပေါ့